ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ပရိသတ်များတဲ့စာရေးသူနိုင်မင်းရမညအရေးသားထားတဲ့မော်စိုကြီးပါထုံနဲ့မြေကိုတဲကနန်းတော်ဆိုရယ်ဇလန်လေးရဲ့အပိုင်း6ကိုတင်ဆက်ပေးသွားကြပါမယ်။အပိုင်း6ကိုနားမစင်ခင်မှာတော့ channel လေးကို Lion Subscribe နှိပ်သွားပေးဖို့တောင်းဆိုပါရနော်။ Visit my ရှင်။ဒါဆိုရင်ဇလန်လေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။ကိုယ်အပြင်ဘက်မှထိုးစမ်းတဲ့ဒီတို့အတန်ကလေထဲမှာတလူလူလှုပ်ရှားနေပြီးတော့ တက္ကတယံရှေးတန်တခုနဲ့ဆင်တူသလိုတက္ကတယံတောအုပ်ထဲမှာသားရဲတကောင်ရဲ့ညီတန်လိုထင်ရတယ်။ရန်လုံရဲ့နှရွက်တွေဟာဆက်ကနေထောင်ထားကတုံးချင်းစွာဟောင်းရင်းနဲ့ကိုအဝကိုစိုးစားခြင်းနဲ့ကိုပါသူရဲ့လက်ထဲမှာတူမီတနက်ဟာတင်းကျက်စွာဆော့ကင်ထားပြီးသူ့ရဲ့မျိုးတွေဟာအမောင်တို့တွေကိုစိုးစားနေရဲ့။တတိထားကြောင်လို့သူကတုံးချင်းစွာပြောလိုက်တယ်။ကျွန်တော်နဲ့ကြော်စွာတော့မိဖို့ဘေးမှာထားရလိုက်ပြီးရှင်ထဲမှာအမျိုးမီမသိရဲ့ခန်းစားချက်တခုဖြတ်ပေါ်လာတယ်။ ဒါဘာတန်လဲကိုပါသူကြော်ကြော်ကစွင့်စွာမေးလိုက်တယ်။သူရဲ့လက်တစ်ဖက်ကခါထက်ရှိတက်ရှိအိတ်ကိုအလိုလိုထိတွေ့နေရဲ့။ကိုပါသူကအသက်မထွက်ပဲကိုဝါကိုဖင်းညင်းစွာလမ်းလျှောက်သွားပြီးလက်တစ်ဖက်နဲ့မီးတုပ်ကိုမြောက်ကန်လိုက်တယ်။မီးတုပ်ရဲ့မီးရောင်ဟာကိုအပြင်ပက်ရှိသစ်ပင်တွေနဲ့တောက်တုံးတွေကိုအနေငယ်လင်းထည့်စေပေမဲ့အမောင်တူဟာတိတ်သေးလွန်းလာ诶။ရှုပ်တရဲ့အသားရက်တန်သွားပြီးတောကတိတ်ဆိတ်သွားတယ်။တမန်မဟုတ်တဲ့အလိုလိုကြောချမ်းစေနိုင်တဲ့တိတ်ဆိတ်မှုမျိုးဖြစ်တယ်။ ဘာမှမဟုတ်ဘူးလေတိုးတန်လာဒါမှမဟုတ်တောကောင်တကောင်ကောင်ရဲ့လှုပ်ရှားသွားလာတာဖြစ်နိုင်တယ်ကိုပါသူကပြောရင်နဲ့မိတော့ကိုဂုဏရတောက်မှာထောင်းထားလိုက်တယ်ဒါမှမဟုတ်သူ့ရဲ့မျက်နှာပေါ်မှာစိုးရိမ်စိမ်တကူဖြတ်ပြေးသွားတာကိုသူတို့တတိထားမိတယ်ဒါမှမဟုတ်ဒီတော့ရဲမှာဘာမှဆိုဖြစ်နိုင်နဲ့အာလုံးကိုရဲမှာပဲနေကြအောင်သူ့အပြင်ကိုခဏထွက်ကြည့်လိုက်အောင်မေကိုပါသူတယောက်ထက်မသွားနဲ့လေကျွန်တော်လည်းလိုက်မယ်ကျွန်ုပ်ကလှမ်းပြောလိုက်တယ်ကြောကြောကလည်းကောင်းငင်ပြီးတော့ဟုတ်တယ်မင်းအောင်ပြောအမှန်တယ် တယောက်ထဲသွားရင်အန်ဒီရင်များနဲ့ကိုပါသူကိုပါသူကခဏတုံဆိုင်ပြီอืมဒါဆိုမင်းတို့နှစ်ယောက်လေးလိုက်ခဲ့လေဒါပေမဲ့ရန်လုံးကိုကူမထားခဲ့ကိုရဲကအဖွဲကိုစောင့်ချက်ပေးလိမ့်မယ်ကျွတ်တို့သုံးယောက်ကကိုပြင်ဘက်ကိုထွက်လာချိန်မှာစွတ်စွတ်မြန်နိုးနဲ့တေးရတို့ဟာမီးဖို့ပေးမှာစိုးရင်တည်းစူဝေးထားနေကြတယ်မြန်နိုးကကျွန်တို့ရဲ့မျက်ဝန်းကိုဒိဗေပါစာတစ်ချက်ကြည့်ရယ်ကိုမင်းတတိထာတော်ဆိုရအကြည့်ဒီမရဲ့မျက်ဝန်းထဲမှာစိုးရင်မှုတွေပြည့်နေနေရယ်ကျွန်ုပ်ကပြုံးပြရင်လည်း စိတ်ဆက်ပါမြင်းတို့ကိုပါတူးနဲ့ကြော်စာရှိရလေတောအုပ်တဲကိုဝင်လာချိန်မှာလာရောက်ဟာတိရွက်တွေကြားမှာဖောက်တင်းလင်းထိန်နေပြီမြို့ကိုရီဟာပြပြင်းတလျှောက်တက်လူလူလှုပ်ရှားနေရဲ့ကိုပါတူးကရှေ့ဆုံးမှာဥဆောင်လျှောက်သွားပြီသူ့ရဲ့မိတော်အမောင်တို့ကိုအန်တုနေရဲ့ကျွန်ုပ်နဲ့ကြော်စာက အနောက်မှာလိုက်ဆောင်ရင်ဓမီးတွေနဲ့တောင်းဝန်းချင်းကိုစူးစမ်းကြည့်ရှုနေရဲ့ကိုပါထူကမိတော်ကို အတေးကအာကိုထားပုံရှာတယ် ဓမီတန်မီတို့ကတော်ရင်တလေးဆန်တွေကို၆လန့်စီဖို့ပုံမထိရောက်တာကိုသူတည်ထားပုံရတယ်။ထိုစဉ်သစ်ပင်တပင်နောက်မှာအရေးတကူလှုပ်ရှားတော့တာကိုကျွန်တော်တစ်ချက်တွေ့တိုင်းရတယ်။ကိုမတူအဲ့မှာတခုခုရှိရယ်။ကျွန်တော်ကတိုးတိုးလေးကပ်ပြောလိုက်တယ်။ကိုမတူကလင်းမြန်စွာမီတို့ကိုအဲ့ညာကိုလှည့်ထိုးလိုက်ပြီးမင်းဘာမှမတွေ့ရပါဘူး။အမြင်အာရုံလှည့်စားရလေဖြစ်နိုင်နေအောင်မင်း။ဒီတော့ကအာရုံကိုလှည့်စားတတ်တယ်။သူကတင်ငင်စွာပြောနေပြီးမင်းသူ့ရဲ့လက်ထဲမှာတူမီတနက်ကို ပုံမတင်းကျက်စွာဆုတ်ကန်လိုက်တယ်။အဲဒီအချိန်မှာရုတ်တရက်ကိုကန်းမရန်လုံးရဲ့ခွေးရောင်တန်းဟာကျဲလောင်စွာထွက်ပေါ်လာပြီးညံတို့ဆူဆူနဲ့တေရာတို့ရဲ့ကျောင်းလည်တဲ့ကြောင်းအော်တန်တွေကတောအုပ်ထဲကိုပဲ့တင်ထွက်လာတယ်။ညံတို့ကျွန်တော်ကထိတ်လန့်စွာအော်လိုက်ပြီးကုစီကိုပြန်ပြေးဖို့ပြန်လိုက်တယ်။ကိုပါသူကလှည့်မြန်စွာပြေးထွက်သွားပြီးအာလုံးတုံးတော်လိုက်ခဲလို့အော်လိုက်တယ်။ကြော်ကြော်ကလည်းတရှိကိုဆွဲထုတ်ရင်းနေ။ညံမြန်သွားကြစို့ဆူဆူတို့ဘာဖြစ်နေလဲမသိဘူး။အဲ့လိုပြောကပြေးလိုက်လာတယ်။ ကျွန်တော်တို့လည်းကိုစီကိုအပြေးပြန်လာခြင်းမှာမြို့ကိုရိယာပုံမိုတိတ်သေးတာပြီးလာရောက်ကိုပြီးမှိန်ဖြောစီရဲကိုဘကိုရောက်ရှိခြင်းမှာထိုးစံပြီးကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရတယ်ကိုဘမှာရုပ်ဆိုးအကြီးတန်းနဲ့ပုံပန်းတက်တန်ရှိတဲ့တရဝါတကောင်ရက်နေရဲ၎င်းရဲ့မျက်နှာမြို့ကိုရိကြားမှာဝိုးတော်ဝါတာထင်ရနေရဲ၎င်းရဲ့မျက်လုံးတွေဟာမိဘမှာအလင်းရောင်ကိုရှောင်ပြန်ဟက်ကနှီးရဲနေပြီးညနေထက်မှလည်းအခြေအကျောင်းတွေနဲ့ထိုးစံတဲ့မှန်သားတွေပေါ်နေရဲ့ ၎င်းရဲ့နှက်ခမ်းတောက်မှာပြုံးရောင်တန်နေတဲ့အပြုံးဟာမြင်ရသူအဖို့မတက်တာဖြစ်စေတယ်။ညနို့စုစုနဲ့တေးတာတို့ဟာမိဖို့အနီးစုဝေးထားနေကြပြီးသူတို့ရဲ့မျက်နာတွေထဲမှာထိတ်လန့်မှုတွေပြည့်နေနေရဲ့။ရန်လုံကဂူဝကိုမျက်နာမှုကဆက်လက်ဟောင်းနေပြီးတော့သူ့ရဲ့အမွေတွေကထောင်ထားနေရဲ့။အမလေးတေးတာကလက်အုပ်ပြီးတော့အော်ဟစ်လိုက်တယ်။ညနို့နဲ့စုစုတို့လည်းတုံကြီးစွာတယောက်ကိုတယောက်ဖတ်ထားကြတယ်။အဲဒီတတဝါကသူတို့ကိုစူးစမ်းကြည့်နေပြီးမြင်ရန်လုံရဲ့ဟောင်းတန်းကြောင့်လားဒါမှမဟုတ်တကြအကြောင်းတစ်ခုကြောင့်လားမသိဘူး။ အရှိကိုတိုးမလာခဲ့ပါပိုမာတူးကမျက်နှာကိုပုံမထိတ်နဲ့မှစွန့်ဝတ်တူတယ်အဲ့ဒီတတော်ဘာကိုတနက်မသုံးပေကျော်ကျော်ကအရှိကနေကူဘာကိုပြေးဝင်လာပြီးတရှိကိုအားကုန်ပြန်လိုက်တယ်ဒါပေမဲ့အဲ့ဒီတတော်ဘာကအန်နီယေကိုသိရအလားနှိမ့်မြစွာဘေးကိုရှောင်တွက်သွားပြီးတောအုပ်ထဲကိုအပြေးပြောက်ကွဲသွားတယ်ကိုဘာတူးကတူမီတဲ့နဲ့ကိုမြှောက်လိုက်ပြီးအမေကျော်စွာမျက်နှာတို့ကိုကောက်ကွက်ထားစုပ်လိုက်ကြည့်လိုက်အောင်မေအဲ့လိုအော်ကအဲ့ဒီတတော်ဘာနောက်ကိုပြေးလိုက်သွားတယ်သူတို့ရဲ့ကျော်စွာကကိုဘာမှာကြံခဲ့ပြီး မြန်နှုတ်တို့အနီကိုပြေးသွားကမြန်နှုတ်ကကျွန်တို့ကိုပြေးဖက်ကငိုရှနေရယ်ကိုမင်းအဲ့ဒါဘာကြီးလဲမြန်နှုတ်တကယ်ကြောက်တယ်စွတ်စွနဲ့တေရတို့ရဲ့မျက်နာမှာလဲထိတ်လန့်မှုတွေဖြူဖြော့နေရယ်ဘာမှမကြောက်နဲ့တော့မြန်နှုတ်ငါတို့ပြန်ရောက်လာပြီအခုဘာမှမဖြစ်တော့ဘူးကျွန်တော်က၎င်းတို့ကိုနှစ်သိမ့်ရင်စိတ်တည်ငြိမ်အောင်စူးစမ်းပြောလိုက်တယ်ဒါပေမဲ့ကျွန်တော်ရဲ့ရင်ထဲမှာစိုးရိမ်မှုတစ်ခုတဖြည်းဖြည်းကြီးထွားလာတယ်မြန်နှုတ်ကတုံ့ပြန်စွာပြောပြတယ်ကိုမင်းတို့ကခုပြင်ကိုထွက်သွားပြီ ခဏအကြာရုတ်တရက်အဲ့ဒီအရာကဂူဝမှာပေါ်လာတာလူလာတဲလာမတဲခွဲဘူးသူမျက်နာကကြောက်စရာကောင်းလိုက်တာဆဆုကလည်းထောက်ခံတယ်တေတော့ဆဆုကိုဖတ်ထားရင်ရန်လုံးမရှိရင်ငါတို့ဘာဖြစ်မလဲမသိဘူးနော်သူ့ဟောင်းတဲ့ကြောက်မယ်ထင်တယ်အဲ့ဒီကောင်ကရှေ့တိုးမလာတာခဏကြတဲ့ကကိုပါသူကဂူဝကိုပြန်လှမ်းလာတယ်သူ့ရဲ့မျက်နာပေါ်မှာဆိတ်ရှုပ်ထွေးမှုနဲ့ပင်မနှွမ်းနယ်မှုကရောရှက်နေရဲ့အဲ့မမေလိုက်ဘူးအတော်မြင်တဲ့ကောင်သူကမီးတုံနဲ့ပဝန်းချင်းကိုတစ်ချက်စူးစမ်းချင်းပြောတယ် ဒိုင်းမတီတော်ရိုက်မှာဒီလိုအရာတွေရှိနေရာကျုပ်တခါမှမတွေ့ဘူးဘူးတနုပ်ကမြန်နိုးတို့အနည်းကိုပြန်လဲလာပြီးထက်မှန်အားပေးတယ်မြန်နိုးကကျွန်ုပ်ရဲ့လက်ကိုဖပွားဆောက်ကန်လိုက်ပြီးကိုမင်းမြန်နိုးတကယ်ကြောက်သွားတာအဲ့ဒီအကောင်ကြီးမျက်လုံးတွေကရှင်နေတီစူးထိုးတယ်လို့ပဲသူမရဲ့အတန်ထဲမှာကြောက်ရွံ့မှုကမထက်ခွာသေးပါကြော်စော်ကတရှိကိုပြန်ထည့်ရင်အနေငယ်အကြောင်းသက်သာစေဖို့ကြိုးစားပြီးပြောတယ်ဟေ့မင်းတို့မကြောက်နဲ့တော့ငါ့မှာတရှိရှိရယ်ကိုပါထူးရဲ့တနက်လည်းရှိရယ်အဲ့ဒီကောင်ပြန်လာရင်ငါတို့အစ်င့်မယ် ူ့ရဲ့စကားကြောင့်စူစူကအနေငယ်ပြုံးလိုက်ပေမယ့်လက်တွေဟာတုံခါနေစေဖြစ်တယ်။ကိုပါတူးကရန်လုံးရဲ့ကောင်းပဖပုတ်ရင်အားလုံးကိုကြည့်ပြီးပြောတယ်။ဒီတော့ကထူးဆန်းတဲ့အရာမင်းနဲ့ပြည့်ညံ့နေရ။ဒါပေမဲ့တုတ်တို့အတူရှိရင်ဘာမှကြောက်စရာမရှိဘူး။သူ့ရဲ့တင်ကြီးနဲ့အတန်ဟာတုတ်တို့ရဲ့စိတ်ဓာတ်ကိုအနေငယ်ပြန်လည်တင်ငြိမ်စေရဲ့။ညနှုန်းကတပြင်းချရင်ကိုပါတူးပြောမမဘူး။ငါတို့အတူရှိရင်ဘာမှဖြစ်နိုင်မို့။သူမရဲ့မျက်ဝန်းတွေဟာကျွန်တော်စီကိုတစ်ချက်လှမ်းကြည့်ရဲ့။ အနှဲငယ်ကြောက်စိတ်ပြေးသွားဟန်တူတယ်။စွစုကကင်မရာကိုကြည့်ရင်ငါအဲ့ဒီအေရာရဲ့ပုံကိုမရက်လိုက်ရတာနှမျောကြပဲ။တေတာကသူမရဲ့စကားကိုကြားရင်းနဲ့အနှဲငယ်ပြုံးလိုက်ပြီးစွစုဒီလိုအချိန်နေမှာတော့နင်တက်ဖို့ရဖို့ဆရာထက်တန်နေတော့မယ်နော်။သူမရဲ့စကားကြောင့်အားလုံးအနှဲငယ်ပြုံးမိကြပြီးတောက်လဲမှုရဲ့ဖီးယားတွေခဏတာပေါ်ပါသွားတယ်။ညနိုစွစုတေတာအနားယူကြတော့ငါတို့ဒီညတညလုံးကိုပါထုနဲ့ကင်းဆောင်ပေးမယ်။ ျွန်ုပ်ရဲ့စကားကြောင့်၎င်းတို့ဟာရွေးပြင်တဲ့ဘက်ကိုအနိုင်ဖို့ပြန်သွားကြတယ်။ကျွန်ုပ်ကကိုပါထုလှမ်းပြောလိုက်တယ်။ကိုပါထုမိဘုံတစ်ချက်စစ်ကြည့်ရအောင်။ခေးရဝေးသေးလား။ကျွန်ုပ်ဟာလက်ထဲမှာမိဘုံစာရွက်ကိုမိဘုံနေပြီးမှဖြန့်လိုက်တယ်။ကြော်ကြော်ကလည်းစိတ်ဝင်တစားပေးမှတင်နေရဲ့။ကိုပါထုကမိဘုံကိုတစ်ချက်စီ။음မိဘုံတွေကတင်ကြတာပြီ။အကွာဝေးနေတယ်။ကျုပ်တို့ခရီးဆက်လာတာကိုတွေ့ကြရင်တော့မနေ့ပြန်မုံမချုပ်ခင်တင်းဆိုင်တောင်ကိုရောက်နေမယ်။ သူကခဏရပ်ပြီးကျွန်တော်ကိုစူးစမ်းကြည့်ကဆက်ပြောတယ်။ဒါပေမဲ့ကျုပ်မရှင်းတာတခုရှိရဲ့။မင်းတို့ဒီခရီးကိုစွန်စားခီးတက်တက်နေနဲ့လာလာမဖြစ်နိုင်ဘူး။တခုခုအကြောင်းရှိရမယ်အောင်မင်း။မင်းဒီခီးကိုဘာလို့လာခဲ့ရတာလဲ။ကြောကြောကလည်းကျုပ်ကိုတိတ်ဖြစ်ပါကြည့်နေ။ဟုတ်တယ်အောင်မင်း။မင်းရဲ့မှန်တိုင်းပြောပြလိုက်ပါ။နောက်ပြီးမြန်နိုးနဲ့မင်းကရော။ခုနကကိုရဲကိုမင်းပြောင်းဝင်လာတော့မြန်နိုးကမင်းကိုအပြေးဖက်လိုက်တာငါတွေ့ရဲ။မင်းတို့ကဘာဆက်မှုရှိတယ်။ကျွန်တော်ကတပင်းရှိတဲ့ကျဲမှုတ်ထုတ်လိုက်ပြီ။ မနေ့ပြန်အားလုံးစုံတဲ့အခါမှာပဲရှင်းပြပြစီကြောကြာကဘာမှမပြောတော့ပဲငယ်ပေါင်းနေမို့ကျွန်တော်က၎င်းတို့ပေါ်မကောင်းတာမလုပ်ပါကိုယုံကြည်ထားတဲ့နေကိုပါတူကလည်းကောင်းကြီးပြပြီးဘာမှထမမေရော့ပါကိုပါတူကမိဖို့တဲ့ကိုပြရီကိုရက်ထုတ်ပြီးတစ်သားကြောက်တုံးစီတစ်ခုကိုထလိုက်တယ်ဒီညအားလုံးအနားယူကြအောင်ရန်လုံကကျောက်တုတ်ကိုစောင့်ကြပေးမှာပါရန်လုံကကိုပါတူနီးမှလှဲချလိုက်ပြီးမျက်လုံးတွေကကိုဝါစီကိုစူးစမ်းကြည့်နေစေဖြစ်တယ်ကျွန်တော်တို့ကမိဖို့ဝေးမှာစူဝေးထိုင်နေတယ် အဲ့ဒီတဲ့ဝါရဲ့ပုံရိပ်ဟာကျွန်ုပ်တို့ရဲ့စိတ်ထဲမှာဆွဲထင်နေစေဖြစ်တယ်။အဲ့ဒီအရာကလူသားဖြစ်ပါသလား။ဒါမှမဟုတ်ဒီတော်ရဲမှာထူးဆန်းတဲ့ဝိညာဉ်တခုဖြစ်ပါသလား။ဒီမိကုန်းတွေဟာကျွန်ုပ်တို့ရဲ့စိတ်ထဲမှာတဝက်လည်းလည်းလှည့်ပတ်နေပြီ။တင်းကျိုင်းတောင်စီတို့ခရီးဟာပိုပြီးအန်ဒီရဲ့များလာမှာကိုတတိပေးနေတော့တယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တယ်။စာရေးသူနိုင်မင်းရာမညအရေးသားထားတယ်။မော်စိုးကြီးပါထုံနဲ့ညီကိုရေကနန်းတော်ဆိုရဲဇလန်လေးရဲ့အပိုင်း၆ကတော့ဒီမှာနေပေးပါပြီ။ နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်